ပွင့်လင်းစာပြုလာပြီဖြစ်တဲ့မြန်မာနိုင်ငံမှာသတင်းချက်လက်တွေကိုဖြန့်ဝေစည်းစင်းတဲ့နေရာမှာပုဂ္ဂလိကပိုင်းနှစ်စင်ထုတ်သတင်းစာတွေအပတ်စဉ်ထုတ်ဂျာနယ်တွေရှိနေပေမဲ့တိုးတက်လာတဲ့နှီးပညာတွေနဲ့အတူ Facebook လို့ခေါ်တဲ့လူမှုရေး website တွေပေါ်ကနေတဆင့်ရေးသားဖြန့်ဖြူးတာတွေဟာသတင်းပြန့်နှံ့မှုပုံမှန်ဆက်မှုရှိနေတယ်လို့သတင်းလေးလာစောင့်ကြည့်သူတွေကသုံးသပ်ကြပါတယ်။ မကြသေးခင်ကဖြစ်ပွားခဲ့တဲ့ပြိခဖြစ်ရက်တွေဖြစ်ပွားနေချိန်တွင်မှဆိုရင်ဘာသာရေးလူမျိုးရေးပေါ်ကျန်းတဲ့စကလုံးတွေကိုအသုံးပြုပြီးဝေဖန်ပုတ်ခတ်ရေးသားတဲ့စာသားတွေကိုလူတချို့က Facebook ကိုအသုံးပြုပြီးလှုံ့ဆော်ဖြန့်ဝေခဲ့ကြပါတယ်။လက်ရှိချိန်မှာအလွဲတကူသတင်းပြန့်နှံ့လွယ်တဲ့ Facebook ကိုမကောင်းတဲ့ရွေချက်တွေနဲ့အသုံးပြုလာတာများတယ်လို့မြန်မာနိုင်ငံသတင်းစာဆရာများတမကကဥစောတက်ထွေးကပြောပါတယ်။ Facebook ရဲ့အသားချက်ကိုအသုံးပြုပြီးတော့နိုင်ငံရေးရအသားစီးရယူအောင်ကြိုးပမ်းဆောင်ရနေတာရှိတယ်။နောက်တစ်ခုကဘာသာရေးရဒီလိုမျိုးပဋိပက္ခတွေဖြစ်ပေါ်အောင်လှုံ့ဆော်နေတာရှိတယ်။အဲ့တော့ဒါကတော့ Facebook ကိုဟိုမကောင်းတဲ့ရွေးချယ်တဲ့အသုံးချတဲ့လူတွေတဖြည်းဖြည်းများပြားလာတာကိုတွေ့ရတယ်။လူမှုရေး website တွေကလည်းအကြမ်းဖက်လှုပ်ရှားမှုတွေဖြစ်ပေါ်အောင်လှုံ့ဆော်နေတဲ့သူတွေရှိတယ်လို့တချို့ကလည်းလူမှုရေး website တွေရဲ့သဘောတဘာဝကိုနားမလည်တာကြောင့်ကိုယ်တိုင်ဖြန့်ဝေတယ်လို့မျိုးဖြစ်သွားတာတွေလည်းရှိတယ်လို့ blogger ကိုနေဖုံးလက်ကပြောပါတယ်။ရေရရှိရှိနဲ့ဟို ီလိုမျိုးစုပ်မှုတွေဖြစ်အောင်လှုံ့ဆော်နေတာရှိတယ်လို့တချို့ကြတော့လည်းအဲ့လိုရွေးချက်ရှိရလို့မဟုတ်ဘူးเนาะဒီ online သဘောတဘာဝကိုနားမလည်ပဲအဲ့လိုမျိုးတစ်ဖက်ကဆွဲတဲ့နောက်ကိုပါသွားပြီးတော့လို့ကိုကပါလိုက်ပြီးတော့ရေးမိတာတွေကိုကပါလိုက်လုပ်မိတာတွေ share လုပ်မိတာတွေဆိုတော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့လုပ်ငန်းစဉ်တွေကိုနှေးကွေးသွားအောင် Facebook ကိုတုံးချပြီးဟန်တာနှုတ်ရှက်နေတဲ့အုပ်စုတွေလည်းရှိတယ်လို့ဥစ္စာတထွေးကတုံးသက်ပြောဆိုပါတယ်ဒီမိုကရေစီအင်အားစုတွေက icon တွေကိုဟိုကျွန်တော်တို့ဟို ိတ်ခါကြအောင်ကျွန်တော်ဂုံသေးညှို့တော့တက်တက်တိုက်ခိုက်ဖြစ်စင်းနေတယ်ကျွန်တော်အစုအဖွဲ့တွေလည်းရှိတယ်အဲ့အစုအဖွဲ့တွေလက်ကနောက်ကကျွန်တော် invisible hand မမြင်ရတဲ့လက်တွေရှိတယ်အဲ့လက်တွေကနေမှကျွန်တော်တို့ technical support financial support တွေပေးပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံကို democratic transition democracy ပြည်ပြောင်းလဲမှုကိုဟန်တာနောက်ဆက်ဖို့အရှိန်နှိမ့်ဝေးသွားဖို့ တယောက်နဲ့တယောက်ကြားထဲမှာအထင်မြင်လွဲအောင်လို့ဆိုပြီးတော့ကြိုးပမ်းအားထုတ်နေတာတွေကိုတူးချင်းလိုက်ဖို့ပဲအုပ်စုလိုက်ကိုတွေ့နေရရှိတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ PRIVKA တွေဟာလူမှုရေး website တွေကိုအသုံးပြုပြီးလှုံ့ဆော်ခဲ့တဲ့အတွက်အစိုးရအနေနဲ့အဖွဲ့အစည်းတစ်ခုဖွဲ့ပြီးလေးလံစောင့်ကြည့်ဖော်ထုတ်ဖို့လိုတယ်လို့ The Voice Daily သတင်းစာ editor ချုပ်ဦးကျော်မင်းစွေကတိုက်တွန်းပြောဆိုပါတယ်။အစိုးရကလည်း cyber လုံခြုံရေးစံစံတွေကိုရေးမှုစာပါလုံကြီးရဲ့ IT ပညာရှင်တွေဆိုရလဲတန်တန်တန်နိုင်နေเนาะဒီ infrastructure ဘိုင်းဆိုင်ရာထောက်ပံ့မှုနော်နေရာထိုင်ခင်းတို့ဒီဒီဒီစောင့်ကြည့်လို့ရတယ်ဟောဒါမျိုးလုပ်ပြီးမှုပဲဆိုရလဲဒါဟောအတတေရောလုပ်ဖို့လုပ်ပဲဘာဖြစ်လို့လဲဆိုတော့ဖြစ်ဖြစ်သွားတဲ့ပြဿနာတွေအားလုံးမူလပိတအခြေခံပြီး CEO သွားတာ online မှာဆင် Facebook မှာဆင်ဟောရများတွေ့ရတယ် အွန်လိုင်းတွေပေါ်ကတဆင့်စမ်းမဲ့စုပ်ပူးမှုတွေဖြစ်အောင်ရည်ရွယ်ချက်ရှိရှိဖန်တီးနေတဲ့သူတွေကိုတားဆီးအေးအေးယူဖို့အထိမြန်မာနိုင်ငံမှာ IT နည်းပညာမရှိသေးဘူးလို့ကိုနေဖုံးလက်ကပြောပါတယ်။အဲရည်ရွယ်ချက်ရှိရှိလုပ်နေတဲ့သူတွေဆိုရင်ဒါအားလုံးလည်းသိပါတော့အခုလည်းတော်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 များများနာမည်နဲ့တော့ထုတ်ပြောလာကြပြီပေါ့နော်လူလူမောင်ကလူလူ opposite eye တို့နောက်နောက်ပြီးတော့မြန်မာနိုင်ငံမျိုးသားရေလှူရှာမှုကော်မတီဆိုလားမျိုးအဲအဲ့လိုအဲ့လို page တွေပေါ့နော်အဲ့ page တွေကကြတော့သူတို့ရေရွက်ချက်ရှိနေတယ်ဟိုဒီလိုနှုတ်ဆောင်မှုတွေ လုံနေတာပေါ့နော်အဲ့ဒါအဲ့လိုဟာမျိုးတွေတွေ့ရအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဒီဟာတွေကဘယ်သူတွေလဲဆိုတော့ဒီနီးပညာရလိုက်ဖို့ကြတော့နည်းနည်းအခက်အခဲရှိတယ်ပြကျွန်တော် ID သမားတွေနဲ့လည်းကျွန်တော်မေးကြည့်တဲ့အခါကျတော့မြန်မာနိုင်ငံမှာအဲ့လိုလိုက်ဘယ်သူဘယ်ကနေဘယ်လိုလုပ်နေဆိုတော့လိုက်နိုင်တဲ့အခြေချင်းပေါ့နော်အစား capacity မရှိသေးဘူးဆိုတော့သူတွေ့ရ Facebook ကို NDM မရှိအောင်တုံးဆွဲဖို့အတွက်စောင့်ထိုင်းရမယ့်ကျင့်ဝတ်တွေကိုလက်ဆင့်ကမ်းဝေမျှဖို့လိုတယ်လို့ကွန်ပျူတာပညာရှင်ဦးရဲမြတ်သူကအကြံပြုပြောဆိုပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီပုံမှာ ုံးရမယ်အတီကျလိုဟာမျိုးပေါ့နော်အသစ်လိုဟာမျိုးဒီစုံဆောင်ထင်းရမယ်ကျင်းဝတ်တွေပါတယ်ဆိုတာမျိုးတွေဟိုနောက်လာတဲ့မျိုးဆက်တွေကိုတဖြည်းဖြည်းလက်ဆင့်ကမ်းပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒါလိုချင်လိုလာမှာပေါ့ဒါပေမဲ့များသောအားဖြင့်တိတ်ချုပ်ထီးထားတော့လို့လည်းဒီပြဿနာတွေကပြည်တယ်သွားမှလည်းမဟုတ်ဘူးဆိုတော့ဒီလိုပဲသွားနေမှာပဲမြန်မာနိုင်ငံမှာ Facebook လို့ခေါ်တဲ့လူမှုရေး website ကိုကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့အသုံးပြုမယ်ဆိုရင်များစွာအကျိုးရှိနိုင်စေတယ်လို့ပညာရှင်တွေကပြောဆိုကြပါတယ်ခင်ဗျာ